နှစ်စဉ်သတင်းကြော်လာပြေကြော်တရက်နေတိုင်းပြုလုပ်နေကြမြရီမျိုးတပ်ဖက်ကန်းမဲဆောက်မျိုးလုံးဆိုင်ရာစွန်းဆန်စိန်လောင်းလူပွဲမှာရွှေပြောင်းမြန်မာနိုင်ငံသားတွေလည်းပါဝင်ဆင်နွှဲခဲ့ကြပါတယ်မောင်တူပြစ်ပို့ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါမြရီမျိုးတပ်ဖက်ကန်းမဲဆောက်မျိုးနဲ့အဆင့်စွန်းဆန်စိန်လောင်းလူပွဲမှာ မြောက်ရီမျိုးကဆရာတော်တွေတီလာရှင်တွေလည်းလာရောက်အလှခံတော်မူခဲ့ကြပါတဲ့ဟိုဒါတရင်ချိုလက်ပြကျော်တရက်မဆောင်မျိုးပေါ့နော်ဒီမှာစီရင်ကျင်ပတင်တာတော့တော်ကြပါပြီပေါ့ဒီစုရင်းလောင်းမှာကျွန်တော်တို့ရဲ့ဟိုဒီမော့အာကျော်မြန်မာပြည်သားထိုင်းနိုင်ငံသားစုပေါင်းပြီးတော့ကျွန်တော်တို့စုံစမ်းစိတ်လောင်းနေကြတာတော့တော်တော်လေးကြည့်လို့လည်းကောင်းပါတယ်လူတန်းရတဲ့အကျိုးကတော့ဒီနေ့ကတော့ ဟိုပေါ့စောကြီးထားရတာပေါ့ထားရတဲ့အခါကျတော့ပို့ပြီးတော့ဟိုကိုကနင်းတဲ့တယ်ပေါ့နော်ကိုဘာသာကြီးအတွက်ကိုလည်းဒီတက်တမက နောက်နောက်လည်းအများအားစီကားတမ်းမြိုက်စွာကျင်းပလောင်းနိုင်ပါစေလို့အဲ့ဒါကစုမတော်ပြီးတော့မြေတပ်ပို့တက်လိုက်ပါတယ်ထိုင်းမြန်မာရှစ်ပြောင်းသူတွေပူပေါင်းပါဝင်ခဲ့ကြတဲ့စွန်းစံစိန်လောင်းလှူပွဲမှာထိုင်းမြန်မာတန်ကာနဲ့တီလာရှင်အပါတထောင်လောက်လာရောက်ဆုံးခံခဲ့ကြတာပါမဲဆောင်မြို့ထက်တန်းကျောင်းကနေချက်ရှာစွန်းလန်း ရဲစခန်းရှိတရားရုံးဟောင်းလမ်းတစ်လျှောက်အလူခံခဲ့ကြတာပါကျွန်တော်တို့ကဒါကုရဲ့နိုင်ငံကရင်တဆင်ပေါ့နော်ဒီထိုင်းနိုင်ငံမှာလာရောက်ပြီးမှကုရဲ့တပ်အာရမရလောက်အာကလေးတွေရရင်တပ်နိုင်တဲ့မြောက်ကိုစေတနာသုံးနံပြထားပြီးမှလာရောက်လူတန်းတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ဒီရဲ့အယံချစ်စရာကောင်းတဲ့စိတ်ဓာတ်လေးတစ်ခုပါပဲလို့ကျွန်တော်ယုံကြည်မိပါတယ်ဗျာဟုတ်ကဲ့ ဒီမှာဒီနေ့ဒီမှာအလူလောက်တာမြင်ပါဘူးသတိမရဘူးလားသတိရလောက်ကြပါဦးဘယ်လိုသတိရလဲသိတော့သတိရတယ်ဘာမှဒီမှာ လူသားတစ်မျိုးကဖုံးနေလားဒီမှာကျတော့ဆက်ဆပ်ပြီးလူရတယ်တစ်မျိုးကလားမသိဘူးအခုလိုမဲဆောက်ရောက်ရွှေပြောင်းမြမာတွေဘွာကျွတ်လူပွဲတွေမှာဆင်နွှဲနေကြပါမယ်မြမာပြည်ဘက်မှာတော့ အာနာသိစစ်တပ်ထိုးစစ်တွေကြောင့်စစ်ပြေးဒုက္ခသည်တွေဟာပွဲတော်တွေပြုလုပ်ခွင့်မရကြပါဘူးခမညာကျွန်တော်မောင်တူပါအင်း